အုံငယ်ခြင်းအုံငယ်တာဆိုလို့ရှိရင်လေပင်ဇက်ကလေးစောင်းသွားတာကိုဆိုလိုတာပါတချို့တွေကစီးဆိုင်ကနေအနောက်တိုင်းကိုက်ခဲပြောက်စေတွေကိုဝဲတောက်ပြီးကုသကြပါတယ်။တချို့ကလည်းဓာတ်အပ်ဆိုင်ပြီးတော့ကုသကြပါတယ်။တရုပ်စီးလည်းစီးကြပါတယ်။ခေါင်းကိုနေလန်းပြီးတော့ဇက်ကိုအသက်အောင်ကထုကြပါတယ်။ဒါပေမဲ့မကြာခဏအုံးလိုက်တာပြန်ဖြစ်တဲ့အတွက်စိတ်နှောက်ရက်တွေဖြစ်တတ်ပါတယ်။ ရှင်းရှင်းပြောင်းချင်တယ်အမြင့်ပြည့်ချင်တယ်ဆိုပြီးတော့ကုသမှုခံယူတဲ့သူတွေလည်းရှိကြပါတယ်ယောဂဖြစ်စဉ်ကကလထိုင်ပေါ်မှာရှောထိုင်ကဇက်ဆောင်ပြီးတော့အိပ်ပျော်သွားတာခုံတန်းလျားလက်ရန်တွေပေါ်မှာခေါင်းတင်အိပ်ပျော်တာနဲ့ဂရင်ဆောင်ပေါ်မှာခေါင်းချအိပ်ပျော်သွားတာစတဲ့နေထိုင်မှုပုံစံမမှန်တာတွေကြောင့်ဖြစ်ရတာပါ။ ပုံမှန်စွာအိပ်ဆက်ခြင်းကြောင့်လေပင်အယိုးစစ်တွေကရှိတဲ့ရှိထိုက်တဲ့ပုံမှန်ရှိရမယ့်အနေအထားမှမရှိဘဲနဲ့ရိုင်သွားတာ၊ရွှေ့သွားတာ၊ကော့သွားတာနဲ့လိမ်သွားတာတွေဖြစ်တော့ခါမှာကြွက်သားများအရွတ်ဆိုင်များကိုလဲလိမ်လိုက်ခြင်းညှက်လိုက်ခြင်းနဲ့ဇွတ်ဆွဲဆန်းလိုက်တဲ့ကဲ့သို့ဖြစ်သွားပါတယ်။အဲဒီခါမှာနာသွားတဲ့အရွတ်တွေကြွက်သားတွေကအလုံးမလုံးဖိနှိမ်နေတတ်ပါတယ်။အဲ့နောက်အုံလွယ်ခြင်းဖြစ်ပေါ်လာကြောင်းသိရပါတယ်။ အောင်းလင်းချင်းကနာတာရှင်ယောဂတမျိုးမဟုတ်ပါဘူးခန္ဓာကိုယ်မှာရှိတဲ့အယိုကျက်တာအယိုအယွန်းဆိုင်စတာတွေကမိမိကိုမိမိပြန်လဲဒုက္ခပေးလို့ရရှိတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်အမြင့်ပြည့်အောင်ကုသဖို့လည်းမလိုအပ်ပါဘူးဒါပေမဲ့ပြုမှုနေထိုင်အိပ်စက်မှုတွေကိုတတိထားပြီးပြင်နိုင်မှသာပြန်လဲမဖြစ်နိုင်တာပါ ဒံဖြစ်နေတဲ့ဝင်ပြီးသွားတဲ့နေရာမှာရှိတဲ့ကြွက်သားတွေအရွယ်ဆိုင်များအယောင်လျှော့ရင်ဒံပြည်စီရင်တဲ့အနာသက်သာစီရင်စီလိန်တင်ပါတယ်။အုံငယ်ချင်းကစိုးလာပါကအယူအကျော်အစစ်အထုကုဆရာဝန်ကြီးတွေနဲ့ပြသပြီးတော့ဆက်များနဲ့တန်းနေချင်းတက်ကင်ချင်းနဲ့ဆွေချင်းစားတဲ့လေ့ကျင့်ခန်းများပြုလုပ်ပြီးတော့ကုထုံးကိုခံယူတဲ့ကြောင့်အကြံပြုလိုက်ရပါတယ်။ အောင်လင်းချင်းကိုမိမိကျိုင်းနေတဲ့ရာတိုင်းစီနဲ့အနောက်တိုင်းစီတွေကို လိမ့်ပြီးကုသနိုင်ပါတယ်။ဒါပေမဲ့စီဖူတွေကိုတော့မလိမ့်သင့်ပါဘူး။ခန္ဓာဗီဒအကြောင်းကိုနားလည်မှုမရှိတဲ့လက်နှိပ်ဆရာဓမ္မမဟုတ်မိသားစုတွေကတူဦးနဲ့လည်းမနှိပ်သင့်ပါဘူး။တက်ကြွနေဆရာဝန်တွေနဲ့ပြသပြီးတော့ကုသမှုကိုခံယူသင့်ပါတယ်ရှင်။